မင်္ဂလာပါခရစ်တက်တယ်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမရီယာမြို့နယ်မှာစင်ကူးမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသည့်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သားများထိခိုက်ဒေဆုံးမှုများပြားစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးတိုင်းမရီယာမြို့နယ်မှာစင်ကူးမြို့နယ်အတွင်းစစ်ကြောင်းထုတ်လာသည့်အကြမ်းမတ်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား30ဦးထံမှနေတည်ဆုံးခဲ့ကြောင်းပတင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ် ဒီဇင်ဘာလ၂ရက်နေ့မှာမရယာမြို့နယ်ညာအုပ်ရွာမှာရကန်းစင်တောင်ပတ်သို့စစ်ကြောင်းထိုးလာသည်အင်အား၄၀၀ခန့်မှစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကစင်ကူးမြို့နယ်စိုက်ကွင်းရွာအနီးရှားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်၎င်းထိတွေ့တိုက်ပွဲတွင်အကြမ်းမတ်စစ်တပ်ဘက်မှစစ်သား30ထက်မနည်းသေဆုံးခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့များဘက်မှရဲဘော်တအုပ်ကြာဆုံးခဲ့ရကြောင်းသိရပါသည်စစ်ကွင်းစစ်ကြောင်းကညောင်ရွာကနေမှရကန်းစင်တောင်ဘက်ကိုစစ်ကြောင်းထိုးတာပေါင်းနှစ်ကြောင်းပေါင်းခန့်မှန်းအင်အား300နဲ့400ချရှိပါတယ် စိုက်ကွင်းရအနောက်တောင်ထဲမှာကျွန်တော်တို့ကခန်းစစ်ပြင်ထားတော့ထိတွေ့မှုဖြစ်တာပါစစ်ကွင်းတည်ဆုံတာ30ကျော်သေးပါတယ်မြေပြင်မှာတော့စစ်ကွင်းအလောင်းတွေမြင်နေရတယ်လက်နက်ကတော့တပ်ယူဖို့အဆင်မပြေခဲ့ဘူးအဲ့ဒီစစ်ကွင်းစစ်ကြောင်းကိုစင်ကူးမြို့နယ်စိုက်ကွင်းကျေးရွာအနားမှာထိတွေ့မှုဖြစ်ခဲ့တာပါလက်ရှိအချိန်မှာစစ်ကွင်းစစ်ကြောင်းကပက်လယ်အင်းရက်ကန်းစင်နာတဝိုင်းမှာထိုင်ပြီးတော့စစ်ကြောင်းထိုးနေတာပါလို့ပတန်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာမှတာဝန်ရှိသူကပြောဆိုပါတယ် ်အဆိုပါတိုက်ခတ်မှုကိုပတိန်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကပါနှင့်မဟာမိတ်ပူပေါင်းတပ်ဖွဲ့များကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းမဆက်တဲ့စစ်ကြောင်းကလက်ရှိအချိန်ထိပတ်လည်အင်းရွာရကန်းစင်တောင်ရွာအနီးမှာအထိုင်ချထားပြီးဆက်လက်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်းသိရပါတယ်ရှင်ဆက်လက်ပြီးမောကောက်မူမိတ်ဒေသစစ်စင်ရင်စီဦးစီအဖွဲ့ဖွဲ့ပြီးအနီးကကြည်ချက်ကိုကဲနေဟု NUG ကာကွယ်ရေးထုတ်ပြန်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စစ်ကောင်စီဝင်ရောက်လာတဲ့မိုးကုံနဲ့မိုးမိတ်ဒေသတွေမှာစစ်စင်ရေးကိစ္စတွေအတွက်မိုးကုံမိုးမိတ်ဒေသစစ်စင်ရေးစီဦးစီအဖွဲ့ဖွဲ့စည်းထားပြီးအနီးကကြီးချက်ကိုကဲကစစ်ကောင်စီရဲ့အရေးပါတဲ့စခန်းကုန်းကိုတိမ်ပိုက်ထားကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန MOD ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလကုန်မှာ မိုးကုတ်နဲ့မိုးမေကနေတောင်းတမတော်တည်ရလန်လေးဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေသတွင်အခြေအနေတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဒီကနေ့နိုဝင်ဘာလ6ရက်မှာပြည်သူ့ကိုပထမဆုံးအကြိမ်အတည်ပြုထုတ်ပြန်လာတာဖြစ်ပါတယ် PDS စီယွန်ကျောင်းအနေနဲ့ မောကောက်မိုမေးဒေတာစစ်စင်ရေးစီဦးစီအဖွဲ့ကနိုဝင်ဘာလ9ရက်ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ပီဒီအက်တက်တွေပါကဖားတွေကိုစူးစီးပြီးတက်တမတ်တီတောင်းအမိန်ပေးကိုကဲမှုစနစ်အောက်ကတဆင်စစ်စင်ရေးကိစ္စတွေကိုအနီးကပ်ကြည့်ချက်ကိုကဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ်။မကောက်ကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကိုနောက်တရက်ဖြစ်တဲ့နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီကနေစပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ30ရက်ကနေဒီကနေ့ဒီဇင်ဘာလ6ရက်အထိဒပတ်နာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးအရေးပါတဲ့စစ်တပ်စခန်းကုန်းတစ်ခုကိုသိမ်းပိုင်းနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တိုက်ပွဲတွေမှာမန္တလေးမကွေးနဲ့စကိုင်းတိုင်းက PDF တွေပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖာတွေလည်းပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။မော်ကောမျိုးကိုစစ်ကောင်စီလက်အတွင်းလုံးဝအပမခံမှုလို့လဲ PDF ရဲဘော်တွေကလူမှုကွန်ရက်မှာရေးသားနေကြပါတယ်။ တရလန်လေးကမုကုံနဲ့မုံမေမျိုးကနေစောက်ခွာမဲလို့အော်တိုဘာလ29ရက်မှာတရင်ထုတ်ပြန်ပြီးနောက်မုကုံကိုကောက်ွယ်ဖို့ဆိုပြီးမန္တလေးတိုင်းအတွင်းက PDF တပ်ဖွဲ့တွေအပြင်အညာတယင်းတွေရောက်ရှိလာခဲ့တာဖြစ်ပါတယ်။တရလန်လေးက၎င်းတို့အနေနဲ့မျိုးကိုစစ်တဲ့လက်ထက်အမှဖြစ်ပြီးတော်လိုင်းရဲတပ်ဖွဲ့တွေကိုတနက်မဖောက်ဖို့ခေါ်ပြောခဲ့ပါတယ်။ဒါကြောင့် PDF နဲ့တော်လိုင်းရဲတပ်ဖွဲ့တွေကမျိုးအပြင်ဘက်ကိုစုခွာသွားခဲ့ကြပါတယ်။ ဒါပေမဲ့နိုဝင်ဘာလ30ရက်မှာစတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးမနေ့ကတိုက်ပွဲမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒါအပြင်မုံမိတ်မြို့နယ်ထဲမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်လို့အရနာထိခိုက်တိုက်စုံမှုတွေရှိတယ်လို့သတင်းရရှိပါတယ်ရှင်။ဆလဘင်ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တန်အမတ်ကြီးဦးကျော်မိုးထွန်း၏နေရာအပြောင်းလဲမရှိဆက်လက်တာဝန်ယူဆက်တဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် အကြမ်းဆက်အနာရှင်စနစ်ကိုစတင်ပြီးမြန်မာပြည်သူများနဲ့အတူရက်တီလေးရရှိသည့်ကုလသမဂ္ဂဆိုင်ရာမြန်မာမြေတန်းကိုယ်စားလှယ်တမ်းမှတ်ခြင်းဦးကျော်မိုးထွန်းဤနေရာအပြောင်းလဲမရှိပေဆက်လက်တာဝန်ယူခွင့်ရရှိထားကြောင်းအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့အခြေဆိုင်ကုလသမဂ္ဂဆိုင်ရာမြန်မာမြေတန်းကိုယ်စားလှယ်ရုံးထံမှသိရှိရပါသည်အကျဉ်းရှိစဲများကုလသမဂ္ဂထွေထွေညီလာခံမှအဖွဲ့ဝင်ကိုနိုင်ငံပါဝင်တဲ့ကုလသမဂ္ဂကိုခရီးတန်ဒီကကော်မတီကိုဖွဲ့စည်းခဲ့ပြီးရှင်းကော်မတီမှအန်တိုယန်ဘော့စ်ဝါနာ တရုတ်ဒိုမီနီကန်တမရနိုင်ငံမလေးရှားရုရှားဖက်ဒရေးရှင်းစီနီကွန်ထရီနီဒက်ဒိုဘာကိုနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ကြောင်းအဆိုပါကုလသမဂ္ဂကော်မတီကတာမတ်ကြီးဦးကျော်မိုးထွန်းနေရာကိုဆက်လက်အတည်ပြုထားကြောင်းသိရှိရပါသည်တမကြီးရဲ့နေရာကိုတော့ကုလသမဂ္ဂကအတည်ပြုထားပြီးညီလာခံကိုဆက်ပြီးတင်ပြအတည်ပြုဖို့ပဲရှိတော့တယ်။တမကြီးကဆက်ပြီးတာဝန်ယူခွင့်ရသွားတာပါလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ တမ်မကြီးဦးကျော်မိုးထွန်းသည်မြန်မာနိုင်ငံမှာဆက်အနာသိငယ်သည်2021ခုနှစ်မှစတင်၍ကုလသမဂ္ဂမှာမြန်မာမြေတန်းကိုယ်စားလှယ်တမ်မကြီးအဖြစ်ဆက်လက်ရပ်တည်နေပြီးအကြမ်းဆက်ကောင်စီကိုနိုင်ငံတကာနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီကချက်ချင်းအရေးယူရန်ဒီဇိုင်းမဲ့မဲ့တင်ပြတောင်းဆိုလျက်ရှိသည့်ပြည်သူ့ဘက်တော်သားတမ်မကြီးဖြစ်ပါသည်။ အကြမ်းမတ်စစ်ကောင်စီကအတမတ်ကြီးဦးကျော်မိုးထွန်း၏နေရာမှာ၎င်းတို့၏ကိုယ်စားလှယ်ဖြင့်အစာထိုးနိုင်ရင်2021ခုနှစ်မှစတင်၍နီလန်မျိုးစုံဖြင့်စူးစမ်းခဲ့ပေမယ့်အမြင်မှုမရရှိပေကုလသမဂ္ဂမှတာမတ်ကြီးဦးကျော်မိုးထွန်းကတောင်မြန်မာပြည်သူများနှင့်မြန်မာနိုင်ငံကိုကူစားပြုသည့်တဦးသည့်တောင်တာမတ်ကြီးအဖြစ်ပြည်သူများပတ်မှဆက်လက်ရည်တည်နေခြင်းဖြစ်ပါလိမ့်ရှင်။ ဆက်လက်ပြီးနတ်တန်ကွင်းကြောင်ကြီးလမ်းမိုင်းကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးကျေးရွာများကိုလက်နက်ကြီးဒွန်းဂျာရိုကော်ပတာတို့ဖြင့်တိုက်ခိုက်မှုပြည်သူ၂ဦးတင်ဆောင်ပြီးနေအိမ်၄၄လုံးပျက်စီးဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပကိုးတိုင်းနဲ့တန်ခွင်ကြောက်ကြီးလမ်းမိုင်းကိုအကြမ်းမဲ့စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးကျေးရွာများကိုလက်နက်ကြီးဒွန်းဂျိုင်ရိုကော်ပတာတို့ဖြင့်တိုက်ခတ်ခြင်းများကြောင့်ပြည်သူ၂ဦးတေဆုံးပြီးနေအိမ်၄၀လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါသည်။ ဒီဇင်ဘာလ3ရက်နေ့မှာညောင်လေးပင်ခရိုင်မုံမြို့နယ်အတွင်းရှိအကြမ်းမတ်စစ်တပ်၏ခလာယာ83တန်ရင်ကောင်120မမလက်နက်ကြီး3လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာညောင်မင်သားကျင်းရွာအတွင်ကြားရပောက်ခွဲခဲ့ပြီးအသက်33နှစ်အရွယ်ဦးသူရင်စိုးနှင့်အသက်80အရွယ်ကိုတိုးချီတို့ကြီးစားထိမှန်တိစုံခဲ့ကြောင်းသိရပါသည်ဒါအပြင်52နှစ်အရွယ်ဒေါက်ခန်းတစင်အသက်65နှစ်အရွယ်ဒေါက်ကလေးမောင်အသက်16နှစ်အရွယ်မောင်ဟင်းသူရအောင်နဲ့ အသက်59နှစ်အရွယ်သောတန်တန်တို့၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာလည်းအကြမ်းစစ်တပ်၏ဂျာရိုကော်ပတာကတမောမရွာဟာအတွင်းကို120မမဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရန်အသက်90အရွယ်နော်တူးကလာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ28ရက်နေ့မှာလည်းကြောင်ကြီးမျိုးနဲ့ ကျုံကုံချင်းရွာအတွင်းကအကြမ်းမတ်စတက်ကလက်နက်ကြီးဖြင့်တနေကုန်ပစ်ခတ်ပြီးဒရုန်းဂျာရိုကွန်ပျူတာတို့ဖြင့်လာရောက်ပုံကျက်တိုက်ခတ်ခြင်းကြောင့်နေအိမ်54လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရပါသည်။အကြမ်းမတ်စတက်ကယခုအချိန်ထိနက်တန်ကွင်းကြောင်ကြီးကလမ်းမကြီးကိုရှာယူရန်အင်အား30ကျောင်းထိုးလျက်ရှိပြီးလက်နက်ကြီးဒရုန်းဂျာရိုကွန်ပျူတာများဖြင့်နေစဉ်ပစ်ခတ်နေကြောင်းထုံတို့ပစ်ခတ်မှုကြောင့်အပြစ်မဲ့အရသာပြည်သူများစိုးရိမ်ကြောင်ရုံမှုများစွာဖြင့်လောကန်စားတောင်းတွာလာနေထိုင်ရကြောင်း KNU ဘဟုကပြောဆိုထားပါသေးရှင်။ ဆက်လက်ပြီးမြိုင်နယ်ရွှေဘုံမြို့နယ်ရှိမြို့မရဲစခန်ပြူစော်တိစခန်နှင့်ခလာရ၄၀နှစ်တန်ရဲအထိုင်စခန်တို့ကိုဒေါ်ပြေပုံကျဲမှုရဲနဲ့ပြူစော်တိအချို့ထိခိုက်ဒဏ်ရာရဆိုတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေနိုင်မြိုင်မျိုးနယ်တရက်ကံပြူစော်တီရွာမှာအထိုင်ချတက်ဆွဲထားသည့် SMS စစ်ကောင်စီတပ်သားများနှင့်ပြူစော်တီများကိုဒုံးပြစ်တိုက်ခတ်မှုအတွင်ပြူစော်တီတပ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း DYK ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် ဒီဇင်ဘာလ9ရက်နေ့တရက်ကံပြူစောတင်ရွာမှာအထိုင်းချတက်ဆွဲထားသည့်အကြမ်းမတ်စစ်ကောင်စီတပ်သားများနှင့်ပြူစောထင်းများကို DYK ပြားကြားတပ်ဖွဲ့ကဒုံးများဖြင့်ဘုံးဒီများကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်ကောင်စီနှင့်ပြူစောထင်းများပတ်မောင်းပြူစောထင်းတပ်ဦးထိခိုက်ဒဏ်ရာရရှိကောင်တော်လရင်ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်ပြူစာတိအင်အား40ကျော်နဲ့ကိုင်းတော်မစကန်ကဆုတ်ခွာသွားတဲ့ဂျဲအင်အား20ရှိပါတယ် ်နေတာမရှိပါဘူးတယောက်ပဲထိခိုက်တာပါဒုံးတစီတဲ့တစ်ခေါက်ထဲချခဲ့တာပါပြူစောတိထိခိုက်သွားတာပဲရှိတယ်ဘန်ကမပြတ်စီဘူးအခြားပြတ်စီတာလည်းမရှိပါဘူးဘုံကဘန်ကရဲ့ဝင်မောက်ကိုကြားရောက်ပြီးထိခိုက်သွားတာပါလို့တေးဝိုင်းခေပြောက်ကြားတော့ဖွဲမှာတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုတီဝိုင်းကပြောကြားတဲ့ဖွဲ့မှရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရဲရဲဘော်များအထိကမဲ့စီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူစကိုင်းတန်းရွှေဘော်မျိုးမရဲစခန်းနဲ့ခလာရ၄စနစ်တက်ထိုင်စခန်းတို့ကိုဒီဝန်ဖြစ်တိုက်ခိုက်ရာရဲသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းရွှေဘော်မျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှတာဝန်ရှိသူကပြောဆိုပါတယ်။ ဒီဇင်ဘာလ9ရက်နေ့နာရီ7:45မိနစ်အချိန်ရွှေဘုံမြို့မှာရဲစခန်းနဲ့ခါလာရ42တပ်အထိုင်စခန်းတို့ကိုတော်လှန်ရေးတပ်ဖွဲ့များကဒုံးများဖြင့်ကျေချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ရွှေဘုံမြို့မှာရဲစခန်းတွင်မှရဲ3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းဒါအပြင်ရွှေဘုံခါလာရ42တပ်ရင်းရှိနိုင်ရီလုံဆောင်နေသည့်နေရာကိုကြာရောက်ပောက်ခွဲခဲ့ခြင်းကြောင်းစစ်သားများထိခိုက်မှုရှိပေမဲ့အခြေအတွေ့ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းရင်းတို့ဒုံးများကြာရောက်ပောက်ခွဲပြီးနောက် ရှေဘုံမြတ်နာထပါနှင့်မှဟောင်ဝင်းစာလက်နက်ကြီးများဖြင့်ရန်နက်ပစ်ခတ်ခဲ့ပြီးမြင်တော်လန်ရဲရဲဘော်များထိခိုက်မရှိကြအောင်စစ်ခွေးတင်စင်ကအတိအကျတော့မသိရသေးဘူးရှေဘုံမြို့တွင်မှစက္ကစဖြန့်ပြီးထိုင်ချထားတာ73နေရာတမနေရှိပါတယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာမတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပါကဖာတိုက်ခိုက်ရေးအဖွဲ့ PDO နဲ့ ိုင်းနိုင်ငံဘကဖတိုက်ခိုက်ရေးအဖွဲ့ရွှေဘုံမြို့နယ်တိုင်းနိုင်ငံဘကဖဖွေဝင်းတော်အဖွဲ့နှင့်အမတ်1817ဒုံးတပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။